အားလုံးပဲမင်္ဂလာပါမြောကောင်းဆက်တဲ့ channel မှာပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာခုတင်ဆက်ပေးမယ့်ရုပ်သံဗီဒီယိုဖိုင်လေးတော့19ရက်3လ2025လာရှုနဲ့နောက်ဂျိုသတင်းတွေကိုတင်ပြလာတဲ့အဘသာစောပွင့်ရဲ့ရုပ်သံဗီဒီယိုဖိုင်လေးကိုတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာဒီမှာပါသောစောပွင့်ကဘယ်လိုသတင်းတွေကိုတင်ဆက်ထားတဲ့ဆိုတော့အားလုံးဝင်ရောက်ကြည့်ရှုလေးတာတော့တဝေဖာပေးကြပါအောင်ခင်ဗျာအားလုံးကိုလည်းကောင်းဆက်တဲ့ဌာနမှာအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ 3လ2025ပေါ့နော်မြေပြင်ရရှိတဲ့တရင်ချက်လက်တွေကိုနိုင်ငံတော်အကြီးအကဲတွေနဲ့အေဂျင်စာနေထိုင်နေတဲ့ပြည်သူလူထုတွေတက်မတော်နဲ့တက်မတော်သမီးသားစုတွေကိုကျွန်တော်စပီကာသမားတယောက်အနေနဲ့အဖြေခံပွားနဲ့အမုန်းခံလူသားဆိုတဲ့အနေအထားပဲပြည့်နေစွာကိုပိုင်ဆိုင်ထားတဲ့ကျွန်တော်စောဖုံးဟင်းကနေပြီးတော့တင်ဆက်ပေးမှဖြစ်တယ်ပေါ့နော်ကျွန်တော်အခုရေစိုးပြောချင်တာကလာရှုံမြို့မှာ16ရက်18ရက်18ရက်ကိုမနေ့9နာရီပေါ့နော်9နာရီနေ့စပြီးတော့မှလာရှုံမြို့မှာရှိတဲ့ပြည်သူလူထုတွေကိုတက်မတော်က လားရှုံမျိုးကိုပြန်လဲအုတ်ချုပ်လာမယ်ဆိုလို့ရှိရင်ဦးမေအောင်လိုင်းအစိုးရလက်အောက်မှာပြန်ပြီးတော့မှရောက်မယ်ဆိုလို့ရှိရင်ပြည်သူလူထုကလက်မခံပါဘူးဆိုတဲ့ဆန္ဒပြပွဲကို MNDAA ကိုကန်အကြံပေးတဲ့နိုင်ငံတောင်းကျမ်းသူက16ရက်18ရက်17ရက်နေ့မှာလှုံ့ဆော်ခိုင်းနေပါတယ်။နောက်ပြည်သူတွေကမလုပ်ချင်ဘူးပြည်သူတွေကလားရှုံမျိုးကိုတက်မလို့လက်အောက်မှာပဲအဲတက်မလို့လက်အောက်မှာရှိပြီးတော့မှပြည်သူတွေအေးချမ်းစွာနဲ့လုပ်ကန်စားတော့ချင်တယ်ဆိုတဲ့ပြည်သူတွေကကျွန်တော်ကိုသတင်းပေးပို့လာတာဖြစ်ပါတယ်ပေါ့နော်။နောက်တော့တက်မလို့ဝင်လာလို့ရှိရင်တဲ့ MNDAA ကိုကန်အကြံပေးတဲ့နိုင်ငံတောင်းကျမ်းသူတပုံတွေကလက်ရှိနေနေထိုင်နေတဲ့ပြည်သူလူထုတွေကို လက်နက်တွေပြီးပြီးတော့မှတက်မှာတော့ပြန်ပြီးတော့တိုက်ခိုင်းမယ်ဆိုတဲ့တဲ့င်းနောက်တစ်ခုကကျွန်တော်တို့ဒီနောင်ချိုးပေါ့နော်နောင်ချိုးဟိုမှာ18ရက်3လ25ရက်နေ့မဆက်က900ရက်နေ့မြောက်ဖက်တရက်ချိုးတရက်ချိုးကြော်ရန်သူအခြေပြုလျက်ရှိတော့တောင်ကုန်းအနှစ်နာရီမှာစတင်တိုက်ခိုက်သိမ်းပါရတဲ့7နာရီ20အချိန်ရအချိန်ရရှိရန်သူပလောင် PDF အလောင်းဒါတက်မတော်ရရှိတဲ့အလောင်းပေါ့နော်16လောင်းနဲ့လက်နက်မျိုးစုံ12လက်လက်လုံမိုင်း11လုံး KN မျိုးစုံ 1120တောင်ရရှိမိမိစစ်တီနှစ်ဦးမစိုးရင်ရစိုးရင်ရတဦးထံရရရှိခဲ့တယ်တဲ့နော်အဲဒါပေမဲ့ဟိုပြည်သူလူထုကပြောတာကတော့နောင်ချိုကကျွန်တော်ရဲ့တရင်ပြပြောတာကတော့အယောက်30ကျော်တေးတယ်တဲ့အယောက်30ကျော်ထဲမှာမှဖုံးကြီးပေါ့နော်ဖုံးကြီးရဲ့အကိုကတဲ့အချမ်းဖက်နောင်နော်ကိုဖုံးနဲ့နောင်ချိုနောက်ဆုံးရတရင်နဲ့ပလောင် PDF တေးတဲ့30ကျော်တေးတယ်တဲ့ဖုံးကြီးအမျိုးများနဲ့ PDF နဲ့ဆက်နွယ်တယ်တဲ့ဖုံးကြီးအကိုကအချမ်းဖက်လူကြီးဟုတရင်ရတယ်တဲ့နော်အဲ့ဒါနောက်တစ်ခုက ညောင်ချိုးပေါ့နော်အေးစစ်သွေးကြရည်တဲ့ညောင်ချိုးကကင်းကိုအသေးခံဝင်လုံးပြီးညောင်ချိုးရပြီဆိုပြီးတော့လိန်ပြောထားတာကိုခိုင်သူကအဆက်ခွဲမှာကြောက်လို့ထင်ပါတယ်တဲ့မနေ့ကအချင်းကုန်းနေတဲ့ထုတ်လို့ရေးပေါက်မှာတဲ့တိုက်ပွဲပြင်းထန်ခဲ့တယ်တဲ့ထုတ်လို့ရေးပေါက်ကိုကြော်ပြီးတက်ကပကံကွဲရွာအထိစီရေးရအသာစီယူထားနိုင်ခဲ့တယ်တဲ့ဒီယခုလက်ရှိအချိန်မှာတော့တဲ့အေးစစ်သွေးကြရည်အင်အားဖြစ်ပြီးလာပြန်လုံးနေတာတဲ့တက်ကထုတ်လို့ရေးပေါက်နာမှာရန်သူကိုချိန်မုံနေပါတယ်တဲ့ရွာနာကိုကပ်ဖို့အသေးခံကြိုးစားနေပြီးတဲ့တက်ကလည်းဒီနေ့မနက်ဖိုက်တာတွေဖိုက်တာတက်တွေစစ်ကူရောက်သွားပြီးလေကြောင်းပစ်ကူတွေရဲရဲဆက်ဆက်ပေးဖို့လုပ်နေပြီးတဲ့အရက်ဆက်ဆုံးလုပ်ပါလို့အကြံပြုရသေးတယ်ကျွန်တော်သိတာကတော့ပေါ့နော် နောင်ကျနောင်ကျကတော့လုံးဝကြကြအကြောင်းမရှိပါဘူးပေါ့နော်နောက်တစ်ခုကတော့ဒါအကိုတဲ့တရုတ်နိုင်ငံကအလုံပိတ်ကားနစီနေတဲ့လက်နဲ့ခရံစားနေရိခါနဲ့အတူမိုးကုတ်ဘက်ကိုတက်သွားတယ်တဲ့ဒီနေ့စင်နာရီလောက်ကားတဲ့ငါးစီးနဲ့အတူဘကိုးပါတင်ထားတဲ့ကားရှိတစည်းပါပါတယ်တဲ့ကြောက်တူးတဲ့ကားလို့ထင်ခဲ့တာမဟုတ်ဘူးတဲ့လက်နဲ့ရိခါတို့နဲ့ဒီနေ့နစီးထက်သွားတယ်နော်တဲ့သူတို့တွေစီဖြစ်နေလို့တဲ့မြင်လိုက်ရတယ်တဲ့နော်မိုးကုတ်ဘက်ကိုတရန်နေအချမ်းဖက်လက်နဲ့ကန်တောင်းကျန်သူတပုံတွေကတော့ဆုတ်ခွာနေပါပြီပေါ့နော်အဲအဲ့ဒီနောက်တော့အခုတတိထားရမှာက3လေးလေးပေါ့နော်3လေးလေးတိုင်ရင်တတိထားရမယ်3လေးလေးတိုင်ရင်ကိုလက်နဲ့အင်အားလွင်အားလုံးဝဖြည့်တင်းထားရမယ်ပေါ့နော် အခုချိန်ကြီးတော့တိုက်ပွဲက3-4လေးမှဖြစ်နေတယ်နော်3-4လေးမှဖြစ်နေတယ်အဲ့ဒါကို3-4လေးကိုလုံးဝကိုဂယူးဆိုင်ရမယ်ပေါ့နော်ကိုဘက်ကနေပြီးတော့မှနောက်တစ်ခုက AOD တိုင်း4မြက်4မြက်ဟို4မြက်နာဗါလေ4မြက်4မြက်မြို့နယ်ရေကြီးမြို့မှာအဆက်မှာတဲ့16ရက်နေ့ညကထိတွေ့တိုက်ပွဲဖြစ်တာတဲ့ဖြစ်တဲ့နေရာကတဲ့ဆက်ဆက်ယူကြားနဲ့ချင်းလေကြားမှာတဲ့၄လောင်းနဲ့၅လက်လက်နဲ့ငယ်၄လက်ဆက်လက်တစ်လက်ရန်သူအင်အား200ခန်းမှန်းကန်တဲ့မိမိဘက်မှာကြာရှုံးမှုမရှိတဲ့เนาะမိမိဘက်က၄လောင်းနဲ့၅လက်ရရတယ်เนาะဆက်လက်ငယ်ပါလေလက်နဲ့ငယ်က လေးလဲတယ်ဆက်လက်ကတလက်တယ်နော်မိမိဘက်ကကြာချုံးမှုမရှိတယ်နော်အဲ့တော့ဟိုမြန်မာနိုင်ငံနေရာအနှံပြားမှာတော့တော်တော်လေးကိုဟိုတက်မတော်အနေနဲ့ကတော့ဟို process in နာရီအောင်မြင်နာရီတွေ့နေရတယ်ပေါ့နော်ရန်သူအင်ကတော့အကြာဆုံးနေပဲစုခွာနေရတာလေးကိုဟိုမြင်နေရတယ်ပေါ့နော်အခုနောက်တစ်ခုကဘက်ကထွန်းတန်းဝါရောဖြစ်စဉ်ညာလက်ကြီးတော့ဒါကဒီလိုနော်ဒါကတော့စစ်မှုထမ်းတစ်နှစ်ပြည့်တာကိုနော်ဟိုတိုင်းရင်းမှုက လိန်နေပြီးတော့မှပြောထားတဲ့ကိစ္စပေါ့နော်။ជី2 3 2 8ခုဘာကထွန်းတန်းမြင်းအရန်တက်ဖွဲ့ဝင်စစ်မှုတန်းဟောင်းယင်းနေရလေးခွဲနှစ်စုတတိစုမှုတင်ပြအပ်တဲ့ကဏီမျိုးပြမှာအခြေပြုလက်ရှိပါတယ်တဲ့မိမိစစ်မှုတန်းဟောင်းများသည့်၄ရက်3လ2024ရက်နေ့တက်ဝင်ရဖြစ်ပါသည်တဲ့15ရက်3လ2024ရက်နေ့ပြန်နှောင်းဝင်ခန့်ရက်နေ့ဖြစ်ပါသည်တဲ့ မိမိစန္ဒာတဘောဖြစ်နေတောင်းရင်ယူထမ်းဆောင်မှုတနည်းစာချုပ်ပြည်ပြီဖြစ်ပါသေးတယ်တို့ဖြစ်ပါပြီမိမိတို့အရန်တက်ဖို့ဝင်များစစ်မှုထမ်းများအောင်များတက်မတော်မှပြန်လဲထွက်ခွာပြပြပါရင်လေးစားစွာတင်ပြအပ်ပါသေးတယ်မိမိနဲ့အောက်ပါစစ်မှုထမ်းအောင်များဒီတောင်းဝင်ထမ်းဆောင်နေဒဏ်ရာရခဲ့သည့်ဒါတကြောင်အသက်ရွယ်ကြီးကြပါသောကြောင့်ဆက်လက်မလုပ်နိုင်တော့ပါသဖြင့်အရန်တက်ဖို့ဝင်အဖြစ်မှထွက်ခွင့်ပြပါရင်လေးစားစွာတင်ပြအပ်ပါသေးတယ်ကြီးနှစ်၃နှစ်ရှစ်ခွန်ဘုံကြီးထွန်းတန်းဝါတော်မှဖြစ်စဉ်နဲ့ညာလက်ကြီးတိမှန်ဒဏ်ရာနဲ့ချက်တက်သားမေအောင်ဝါတော်မှဖြစ်စဉ်အပြန်မိုင်းကြီးအတွင်းဒဏ်ရာတက်ချက်မောင်းသေးလက်မောင်းမိုင်းစာတိမှန်ကြီးစာချရွာထိတ်ဖြစ်စဉ် ်လေးသားတော်တင်များပြဒီမိမိတို့ဒီအသက်ကြီးပြီးနိုင်ငံတော်ကြီးကိုလက်အတွင်အုတ်တချက်သေးတဲ့ဘဝအဖြစ်တစ်နှစ်သဘောတူစာချုပ်ဖြင့်တာဝန်ယူလုပ်ခဲ့သူဖြစ်ပါ၍နိုင်ငံတော်ကြီးကဲများအနေဖြင့်တာဝန်ကျပြီးစစ်မှုထမ်းတော်များအပြန်လဲကူညီပေးနိုင်မှန်းလေးသားတော်တင်ပြအပ်ပါသည်တဲ့ရာထူးတည်မြဲမြဲသောအာဏာရရှိရေးတာအသာအသာအလေးလုံနေကြတော့မြေသားပင်များအခက်တွေ့နေရပါသည်တဲ့လေးသားတော်တင်ပြအပ်ပါတယ်တဲ့နော်နောက်တစ်ခုကသူ့ရဲ့သမီးရပါနော်ရေးထားတာရှိတယ်သူ့ရဲ့သမီးရပါရေးထားလဲဆိုတော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့စစ်မှုထမ်းတော်များဒီလဲတဲ့ရင်းမှုတင်ပြတယ်လို့လည်းမဟုတ်ကြပါနဲ့ဒါတော့အဲ့ ဘူကြီးဆွမ်းနာနော်ဘူကြီးငင်းရပြန်ပြောတာစစ်မှုထမ်းအောင်များဒီလေတဲ့ရင်းမှုတင်ပြသလိုမဟုတ်ကြပါနဲ့ဆက်လက်လုံမြင့်သူကစေဦးခန့်သာရှိပါလေတဲ့ရင်းမှုကလက်မှတ်လိန်လက်မှတ်လိန်နေနဲ့အဓမ္မတင်ပြမှုကဖြစ်ပါလေတဲ့လာခေါ်ရင်ပြန်ပြီးသူများသာဖြစ်ဒီလေးစားစားတင်ပြအပ်ပါလေတဲ့နော်အဲ့ဒါကဒါကတော့ဗျာသူလည်းနိုင်ငံတော်ချစ်တယ်မလို့ချစ်လို့သူတနစ်တာဝန်ထားဆောင်ပြီးပြီလေဒါကတော့ဟိုဟာဖြစ်တင်ပါလေပေါ့နော်ပြန်ပြီးတော့ဟိုဟာ နားဖွင့်ပေးတင်ပါတယ်ကိုစိုးဘုံရင်နဲ့ကျမ၄၀ဆောက်တင်ပြပါတယ်ကျမကတော့အငိမ့်သားအလေးနားမြဆရာမပါတယ်အသက်ကတော့69နှစ်ပါခင်မွန်ကတော့တက်မဘူကြီးအငိမ့်သားပါတယ်တက်မတာဝန်ပြန်လေထမ်းဆောင်ရခေါ်တယ်ပြင်းတစ်နှစ်စာချုပ်ပြန်ပြန်လေထမ်းဆောင်ခဲ့ပါသည်၄ရက်3025မှာတနည်းပြည့်ခဲ့ပါပြီစာချုပ်မှလည်းလက်မှတ်ထိုးပေးပြီးပါပြီတိုးတော်လေးတဲ့ဘယ်နှစ်ပြန်ရမည်ကိုဘယ်လိုပြန်ရမည်ကိုအကြောင်းတစုံတရာမှမသိရသေးပါတော့မသိရသေးပါနေရာကတော့ကဏီမြို့မှာပါတယ်သူတို့တွေကမှမိုင်းနေသေးဆုံးသူဖြားနာသေးဆုံးသူတွေရှိပြီးစေဝါလည်းမရှိဘူးကျမကြီးတွေလည်းမကောင်းကြပါဘူးတဲ့ကျမဆွေးနေတာပြီးတာကအရေးခင်းစားပြတဲ့ကဏီမြို့ကို PDF တွေအလုံးရင်းနဲ့ဝန်တိုင်ပြီးမြို့ကြီးတစ်ခုလုံးပြတ်သွားတဲ့အချိန်မှာထွက်ပြေးရင်ကဏီမြို့ရဲ့ရှိုးထဲမှာပုံရင်ကြံခဲ့တဲ့ပညာရေးကျမကြီးဝန်ထမ်းတွေနဲ့ပြည်သူ90ကျော်ရှိနေမ ါလေတဲ့လာကုန်မယ်ဆိုပြီးမခေါ်တာယခုထိပါပဲတဲ့လေးနှစ်ရှိပြီလို့ပြောပါလေတဲ့ဒုက္ခတွေတော့ရောက်နေကြပါလေကျွန်မခင်မုန်းတို့လည်းယခုယခင်လူများကဲ့သို့ဖြစ်မိကိုဆိုးရိမ်ပါလေတဲ့မိတို့ဆောင်ရရမိကိုမတိသဖြင့်ကိုစိုးဘုန်းဟင်းကိုအကူညီတောင်းအောင်ခြင်းဖြစ်ပါလေတဲ့အမေစာလေးပါတဲ့အကိုတဲ့ပြန်ကျင်တဲ့ပြည်သူတွေအရက်ဖက်ဝန်ထမ်းတွေလည်းမိမိအရက်ပြန်ဖို့ဝန်ထမ်းသာဆောင်နေကြရပါလေတဲ့ဒီစာလေးတွေကလည်းညီမအဖေတယောက်ထဲအတွက်မဟုတ်ပါဘူးအကိုတဲ့အတူတာဝန်ပြန်လည်ထမ်းဆောင်နေကြတဲ့အသက်ရနေသောစင်မှုထမ်းတွေနဲ့အားလုံးနဲ့ အရက်မှရက်စစ်စစ်ဖြစ်တဲ့ကတာဝန်ကြပြီးမိမိအရက်ပြန်လာရင်နာခေါ်ရမျိုးနေတော့အရက်ဖက်ကျမ်းမာရေးပညာရေးအစားစီတော့ဝန်ထမ်းများလည်းပါရှိပါတယ်သူတို့အားလုံးအတွက်ရည်ရွယ်ပြီးအကူအကိုတဲ့တရင်သမားအနေနဲ့ညီမတို့ပြည်သူလူထုတွေကိုစားအကူအညီတောင်းခံရတာဖြစ်ပါတယ်တဲ့နော်အဲ့တော့ဒါကတော့နိုင်ငံတော်လူကြီးမင်းတွေသိရှိပါသေးပါတော့ဒါဗိုလ်ကြီးပါလေထွန်းသိမ့်ပါတန်းထွန်းလာသူ့နာမည်ငိမ့်ပါတော့သူ့ရဲ့ BC နံပါတ်ပါထည့်ရတာပါလေဒါကနိုင်ငံတော်အကြီးအကဲတွေတည်တည်မှာလေကျွန်တော်ဒါကြောင့်မလို့ပြောတယ်အောက်မှာနိုင်ငံတော်အကြီးအကဲတွေကိုမလိမ်ပါနဲ့နိုင်ငံတော်အကြီးအကဲတွေကလည်းအလိမ်မခံပါနဲ့အနည်းဆုံးကစားတာမှုတိုင်းမှုလောက်အဆင့်ကားတွေတိုင်းမှုနဲ့ เนาะတက်မှမူတိုင်းမူကဆတာမူတွေเนาะညှိကိုကြီးတွေပြီးလို့ချင်းရင်ကာကွယ်ဥကြီးချုပ်အဘတူချုပ်ကြီးတွေเนาะအောက်ကလိန်တာကိုလည်းမခံပါနဲ့အောက်ကလူတွေကလည်းမလိန်ပါနဲ့เนาะအမှန်တရားအတိုင်းပဲเนาะတမတမကြကြနဲ့သွားပါအတိုင်းမျိုးချစ်လို့เนาะအငိမ့်သားအောင်ရနေတဲ့လူကတိုင်းပြည်တော်ဝင်ပြန်လဲထမ်းဆောင်နေဆိုတာတကယ်ကိုလေးစားဖို့ကောင်းပါလေခင်ဗျာအဲ့ဒါတွေကိုအောက်မှာဖြစ်ပြနေအောင်လူကြီးမင်းများသိရှိစေရန်ကျွန်တော်အခုညီတောင်းလာ၍ကျွန်တော် public area ကနေတရားဝင်ပြောဆိုရခြင်းဖြစ်ပါလေခင်ဗျာမြန်မာပြည်အများဆုံးချင်းချင်းပါစီရှင်းလိုက်ရောက်နေတဲ့တပ်မတော်တွေပြန်ရတယ်ခင်ရှင်ပြီးနောက်တန်းကမိသားစုတွေနဲ့အများဆုံးပြန်လဲပေါင်းဆက်နိုင်ပါစေလို့ကျွန်တော်အဖြစ်ခံပေါ်နဲ့အမုန်းခံလူသားကဆုတောင်းပေးလိုက်ရပါတယ် Thank you.